န္တလေးတိုင်းစင်ကူးမြို့လက်ပံလာကျေးရွာကိုစစ်တပ်ကပုံကျဲခဲ့တာကြောင့်ကလေးငယ်2ဦးအပါအဝင်အရတား9ဦးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရေ NUG အစိုးရထိန်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှကြီးရွာကိုမင်းကမြမစံတော်ချိန်မွန်းလွဲ3နာရီခွဲအချိန်ကစစ်ကောင်စီဘက်ကနေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်2ဦးအပါအဝင်9ဦးထိခိုက်ဒေဆုံးခဲ့ကြောင်းဒေသခံတွေထံမှသိရှိရပါတယ်။ တိုက်ခိုက်ရေးလေရင်တွေဟာလက်ပံလာကျေးရွာအပေါ်မှာလှည့်ပတ်ပြန်တန်းပြီးလူစီကားနေတဲ့ကျေးရွာဈေးတွေကိုဘုံကျဲချခဲ့ကြောင်းဒေသခံတွေက ပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်ခံရမှုကြောင့်ပကတ်အတွင်းမှကလေးငယ်တအူအသက်၅နှစ်ခန့်အရွယ်ကလေးငယ်တအူအပါအဝင်ဈေးနေရာမှဈေးတယ်နဲ့ဈေးဝယ်နေသူအရက်သား၉ဦးလို့သိဆုံးခဲ့ကြောင်းဒေသခံတွေကပြောပြထားပါတယ်။ တကယ်လူစီကားတဲ့နေရာကိုကျဲချသွားတာဈေးရောက်နေတဲ့ဈေးဝယ်နေတဲ့သူနဲ့လမ်းသွားလမ်းလာရှုံနေတဲ့နေရာကြီးထိခိုက်တဲ့သူတွေရောတည်တဲ့သူတွေရော အများကြီးပဲဟုဆိုကလက်ပံလဒေသခံအမျိုးသားတဦးကပြောပါတယ်တည်ဆုံးသူများအပြင်ထိခိုက်တံရရရှိသူများလည်းရှိနေပြီးအရေးအတွက်တိကျကိုတော့မသိနိုင်သေးကြောင်းလည်းသိရပါဗျ ဘုံကျဲမှုကြောင့်ထိခိုက်သူများလမ်းပေါ်မှာအတုံးယုံဖြစ်နေခဲ့ပြီးအ ਨੇ ဆုံး9ဦးခန့်သေဆုံးနေတာကိုမြင်တွေ့ရကထိခိုက်သေဆုံးသူတွေကိုတော့ဒေတာရင်းတော်လန်ရေးတပ်ဖွဲ့များကကူညီမှုများပေးနေခဲ့တာလည်းဖြစ်ပါတယ်ပုံစံတိုက်ရိုက်ထိမှန်ခဲ့တဲ့လက်ဖက်ရည်ဆိုင်မီးလောင်ပျက်စီးသွားခဲ့ကြောင်းဘုံကျဲခံရတဲ့နေရာအနီးမှာနေထိုင်သူအမျိုးသမီးတအူးကကိုတွေ့ကြုံရမှုကို ပြောပြလာခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေရင်တွေဟာလက်ပံလာကျေးရွာပေါ်မှာ၃ချိန်ခန့်လှည့်ပတ်ပြန်တမ်းပြီးဒုတိယအချိန်မှာဘုံတီးကျဲချခဲ့တာဖြစ်ပါတယ်ပြခဲ့တဲ့မက်လာလေးရက်နေတုန်းကလည်းလက်ပံလာရွာရဲ့စကန်ကိုစစ်ကောင်စီဘက်ကပုံချဲခြင်းလေးရက်ဆက်တနက်ဖြင့်ပြစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီးရဲစကန်အနီးဈေးရောက်နေသူအမျိုးသမီးတအူးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။